ိသမ ्या လုံးမင်္ဂလာညချမ်းပါဗျာမြန်မာ celebrity ကခန်းစားကြည့်ရှုနေကြတဲ့ပရိသတ်များရော Saints Bay Boo ရဲ့ page ကနေပြီးတော့ခန်းစားကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးရောပေါ့နော်ကျွန်တော်ဒီကနေ့မှာကျွန်တော်ရဲ့ဘဝမှာလည်းအမြဲတမ်းအမှတ်တရဖြစ်နေစေမဲ့ interview တစ်ခုကိုကျွန်တော်လုပ်ဆောင်တော့မှာဖြစ်ပါတယ်အဲ့ဒီ interview ကတော့ကျွန်တော်ကြော်ညာထားတဲ့အတိုင်း Saints Bay Boo ကနေပြီးတော့ကြီးမှုပြီးတော့ဒီ season လေးကိုပြည့်လို့ပါခြင်းဖြစ်ပါတယ်ဘလို့အမှတ်တရများဆိုတဲ့ဘလို့အကြောင်းအရာများကိုတင်ဆက်မလဲဆိုတာ အားလုံးကစောင့်မျှော်နေကြမယ်လို့ထင်ပါတယ်။ကျွန်တော်လည်းဒီနေ့အစီအစဉ်မှာသိချင်တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ကျွန်တော်အမှုပညာကိုရမ်းချစ်ပါတယ်။ရုပ်ရှင်အတက်ပညာတွေကိုလည်းကျွန်တော်တကယ်ကို လေးစားပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာရုပ်ရှင်လောကမှာနှစ်ပေါင်းများစွာအမှုပညာနဲ့ပတ်သက်ပြီးတော့ပေးဆက်ပြီးတော့ဘဝတစ်ခုလုံးကိုအမှုပညာထဲမှာနှိမ့်မြုပ်ပြီးတော့စူးစမ်းပြီးတော့ရက်တည်လာတဲ့တကယ်ကျွန်တော်တို့အရန်ကို လေးစားရတဲ့ နုပညာရှင်ကြီးကျွန်တော်ဘလို့တော်မှကျွန်တော်စကလုံးတွေနဲ့ဂုံပြူရမလဲဆိုတာတော့မှကျွန်တော်ရဲ့ရှင်ထဲမှာစကလုံးရှာဖွေမရရှိပါဘူးအဲ့တော့ကျွန်တော်တို့အခုမကြသိမီအချိန်ကာလပေါ့နော်အာ Academy ထူးချွန်စုပွဲမှာတသက်တာထူးချွန်စုကိုချီးမြှင့်ကြခံရပြီးတော့ကျွန်တော်တို့အားလုံးပေါင်း Academy ၄စုတတိကိုရရှိထားတဲ့ကျွန်တော်တို့ချစ်ရတဲ့အားလုံးကလေးစားရတဲ့ Antiwa ကို ျွန်တော်ဒီနေ့ဒီကနေ့မှာတော့ကျွန်တော်တို့အမှတ်တရပေါင်းမြောက်များစွာကိုအမှတ်တမ်းတင်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီမှာမင်္ဂလာပါခင်ဗျာမင်္ဂလာပါသားမင်္ဂလာညချမ်းပါခင်ဗျာမင်္ဂလာညချမ်းပါသားတွေ့ရရင်ဝင်တော့ပါတယ်ဒါကျွန်တော်ဘောရတော်လေးကျွန်တော် interview တွေအများကြီးကျွန်တော်လုပ်ဆောင်ခဲ့ပါတယ်အเจ้าဝါပေါင်းမြောက်များစွာကိုကျွန်တော်ဘောရမှာအမှတ်တမ်းတင်ပြီးတော့ကျွန်တော်စ조사ခဲ့ပါတယ်ဒီနေ့ဟာကျွန်တော်ဘောရအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အခိုက်အတန့်လေးတစ်ခုပါဘာလို့လဲဆိုတော့ စိန့်စပယ်ဘူးကတာဝန်ရှိသူများအားလုံးလည်းယေရှုထူပဲတင်ရှိပါတယ်။ဒီ live ဒီ season ကိုကျွန်တော်ပေါ့နော်အဲဂျာဝင်ပေးတဲ့အတွက်ပါ။ဘာလို့ဆိုတော့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားတွေကိုလည်းကျွန်တော်အများကြီးကြည့်ခဲ့မှုပါတယ်။ကျွန်တော်ငငယ်တိတက်ဆအရွယ်ပေါ့နော် အမှုပညာကိုစတင်ပြီးတော့ခန်းစားတက်တဲ့အရွယ်ကလေးကကျွန်တော်ရုပ်ရှင်ကိုရမ်းချက်ပါရုပ်ရှင်ကိုကြည့်ပါတယ်အရင်တော့ကတော့ကျွန်တော်တို့မြမတန်လှွင့်နဲ့ရုပ်ရှင်စကားတွေကိုပဲကျွန်တော်ကထိုင်ကြည့်ခဲ့ရတယ်ဟုတ်တယ်အဲကျွန်တော်အဖိုးနဲ့ကျွန်တော်လည်းအမြဲရုပ်ရှင်တွေဒိုင်ကန်ကြည့်တာပေါ့နော်အဲ့တော့ရှေးဟောင်းစကားတွေကိုကြည့်တဲ့အခါမှာ anti wire ရဲ့စကားတွေကကျွန်တော်ရဲ့ဘဝကိုအရန်လွှတ်မှုခဲ့ပါတယ်ကျေးဇူးတင်ပါတယ်တားလေးဟုတ်ကဲ့ပါ anti wire ကဆိုရင်အဲ့ဒါတားတားကြည့်တဲ့ဆိုရင်အတော့တင်နေအတော့ကဲဒီမြရတဲ့ကား အဲ့ဒီအစားလာလားဒါမှမဟုတ်ဟိုးအရှိအန်ဒီဝါအဲကျွန်တော်လေးမမှတ်ရရပေါ့နော်အန်ဒီဝါအရန်လှတော့ကျွန်တော်တို့တိတက်စားရွေးကြတယ်အန်ဒီဝါရဲ့အလှတို့ကျွန်တော်တို့ကကြည့်ကြရလေအဲ့ကလေးကကျွန်တော်ရဲ့မျိုးလုံးထဲမှာဆွဲနေတာကအင်ကြီးဆိုလို့ရှိရင်အကျက်ကိုယ့်ရဲ့ခန္ဓာကိုယ်စလင်းလေးပေါ်မှာအင်ကြီးကအကျက်ဗမာဝစ်ဆုံနော်ဇပင်ဆိုလို့ရှိရင်လည်းဇဒုံထူးခြားတာကအန်ဒီဝါကလေဟိုဗါလေဟိုဝစ်ထားတဲ့လုံကြီးအားအစား လုံးဝအရှိပေါ့နော်တကယ်ဗမာအမျိုးသမီးတယောက်ရဲ့တိတ်လှတဲ့အလှတရားကိုတော်တော်တွေးခဲ့ရလေဟုတ်ပါတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကဘယ်ရစလဲဆိုတော့အတူအဖေကစပါဟုတ်ဟုတ်နော်အတူအတူအဖေကတိတ်ဗမာဆန်စေရှင်တယ်ဟုတ်ကဲ့နော်အတူတက်ကသူတက်လေနော်ဟိုဒီမိတ်ကမလင်းအောင်အားကြောင့်မူတာမေးချင်တာတိလားမင်းကဒါအန်တီဝါကိုလာပြီးတော့ တွေ့တဲ့ချိန်မှာအဲဒီဝါစကင်းကအရန်ကတော့နုဖတ်နေတာပဲဒီတိုင်းနေပဲဟုတ်ကဲ့ဒီတိုင်းနေဘာမှအဲ့လိုမတွေ့ဘူးတော့ဒီတက်ယူရနော်အရင်အရင်တော့ဆိုလို့ရှိရင်မိတ်ကတ်တွေပါလေလဲလိမ့်လို့ရလေအမလိမ့်နိုင်ဘူးလိမ့်လို့ရပြီမဲ့အဖေကတန်တခါပဲလိမ့်ခိုင်းတယ်ဩဟုတ်ကဲ့တန်တခါလိမ့်ခိုင်းတယ်တက်ကူတူတက်ရင်နော်ဟိုဘာမှဒီလိုမိတ်ကတ်မနေရဘူးနှာခမ်းကြီးမဆိုးရဘူးဟုတ်ကဲ့အဲ့တော့အဲ့လိုသမင်းလေးရှိခွဲပြတဲ့ ribbon လေးတစ်ခုတယ်ဒါပေမဲ့အဲ့လိုအဲ့တဲ fashion လို့အရန်သဘောကြလား အဲ့လို color color ဟိုတွေနေပေါ့ matching လေးတွေပေါ့နော်ဟုတ်ကဲ့ဥမာအဝါဆိုရင် chocolate ရောက်နေတယ်အင်းကြီးအဝါလေးဆိုရင်လုံရထမင်းရ chocolate ရောက်ပေါ့မှာအဝါပွင့်ကြီးဟုတ်ကဲ့နော်ဖန်တာကလေးရလေးကျိုးလေးအဝါလေးဟုတ်တဲကျိုးလေးရလေးဟုတ်ကဲ့ဟုတ်ကဲ့ဖန်တာကလေးဟုတ်ကဲ့ဟုတ်အဲ့အဲ့လိုအဲ့လိုဟိုတွေရန်ကင်းတက္ကသိုလ်တက်တာရန်ကင်းတက္ကသိုလ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုစေချောင်းတက်တာစေချောင်းစေချောင်းတက်တာစေချောင်းပြတ်တာဟုတ်ကဲ့ ဟုတ်ကဲ့ဆေးရှင်းတက်တယ်ဆေးရှင်းတက်ရနေမှအဲ့တော့ပြစ်စင်တာတော့အမှနှစ်ခုပြစ်တယ်အဲ့တော့ပြစ်စင်တာဆရာဝန်မကြီးဆရာဝန်မကြီးလည်းပြစ်စင်တယ်ဆရာလည်းဆိုအအမေကယောဂတယ်လေအမေကနှလုံးယောဂတယ်ဆိုတဲ့အခါကျတော့အမကဒီဆေးရုံအမြဲလိုက်ပါတယ်နှလုံးသားလေအဲ့ငါဒီဒီအမေယောဂအောင်လေခံစားရတာဟိုးတချင်ကဒီနှလုံးဆရာဝန်မကြီးဖြစ်လို့ရှိရင်အားလုံးကဲတင်နိုင်မေးဆိုစိတ် ဟုတ်ကဲ့ဟုတ်ဆေးချောက်ဥမိခဲ့တယ်ဟုတ်ကဲ့ဟာဒီခွေပတိုင်းเนาะအကုန်လုံးအဲအဲ့အမျိုးအစင်းစင်းကြီးအစီလုတ်ခဲ့တာဟုတ်ကဲ့ပါအဲ့ဒီမှာတောင်းတည်တာကြတော့လေအဒီဝါအခုအာဆေးချောင်းတက်တယ်ဆိုတဲ့ခါကြတော့ဟိုကလေမင်းသမီးစဖြစ်တဲ့အချိန်ကအသက်16နှစ်သမီးနဲ့စပြီးတော့ဖြစ်တာလို့ဆက်ချောက် ကြော်ပေါ့ကြော်ပေါ့ဆက်ချောက်ကြော်မှဖြစ်တာအဲ့ဒီဝါတက်ကစုတက်တော့အဒီဝါကဟိုရင်နေပါခေါမလဲ15နှစ်ကြော်ကြော်မှဟိုရင်ဆယ်နှစ်အောင်သွားတာဩဆယ်နှစ် ်ဆယ်တန်း15နှစ်ကျော်တော့မှအောက်မယ်ဟုတ်ကဲ့အောက်ပြီးတော့အဲ့ဒီတက္ကသိုလ်တက်တဲ့အချိန်မှာ16 16ကနေတိတ်အကြိုင်မတက်ခဲ့ရဘူးဗျာအဲ့ဒါအဲ့လိုကံပေါ့နော်အဲ့ဒီဒီလူရှင်အဲ့စိတ်စကားပထမဆုံးရိုက်တယ်ရုပ်ရှင်စကားရုပ်ရှင်စကားစိတ်စကားစိတ်စကားဟုတ်ကဲ့အဲ့ဒီစကားပြီးရဲ့အချိန်အားစပြီးတော့ရုပ်ရှင်စကားပေါင်းများများစွာကိုတောက်လျှောက်ရရအဲ့စိတ်စကားလည်းအရန်အောင်မြင်တယ်လို့ တော့တော့သိရပါခင်ဗျာအဲအဲ့ဒီအောင်မြင်တဲ့အပေါ်မှာပေါ့အန်ဒီဘာမှာလွန်ဆွဲဝေးဖြစ်သွားတာပေါ့နော်အဲ့တော့အန်ဒီဘာကမင်းသမီးလောက်ရမှာမလားနော်ဆရာဝန်လောက်ရမှာလားဆွဲချိန်မှာဒီဒီအဲ့ဒီကတကယ်ပါမမျော်လင့်တော့အောင်ကိုတော်တော်အောင်မြင်သွားတာအဲ့ဒီစိတ်စကားစိတ်စကားတိုင်းဟုတ်ကဲ့ခင်ဗျာဟုတ်ဟိုတိုင်းပြဘယ်လိုဖြစ်သွားလဲဆိုတော့အော်ချစ်တဲ့စိတ်ပေါ့အန်ဒီဘာဟုတ်ကဲ့ပထမဆုံးကမှလည်းဖြစ်တာနော်ပထမဆုံးကအဲ့ဒီချိန်တော့ဒီ ်ရုပ်ရှင်မင်းသမီးတွေကကျေမအညူကအငယ်ဆုံးပေါ့ဟုတ်ကဲ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 ့တော်တည်နေမှုရှိတယ်နော်မမတီတော်တည်တော်တည်ပြီးနော်အဲ့လိုရှိတဲ့အထင်ပါဆိုရင်ခင်ယူမီလည်းရှိတယ်မာခင်ယူမီဟုတ်ကဲ့အဲ့ဒီကအကျွားရဲ့အဲ့တော်ကမာခင်ယူမီဟာအချမ်းလာနော်အချမ်းလာအချမ်းလာသူ့ကိုခရစ်တီဖြစ်ရင်ဖြစ်ရင်လေသူ့လိုဓာတ်ပုံရိုက်သူ့ကိုဓာတ်ပုံရိုက်ခိုးရိုက်ရတာဟုတ်ဟုတ်အင်းအသိတာမဟုတ်ဘူးနော်အဲ့လိုဆိုရင်ဒီနေ့ လှုပ်ပြီးတဲ့အခါကျတော့မှအဲ့တော့ဒီရုပ်ရှင်ကြီးအောင်မြင်တဲ့အချိန်မှာရုပ်ရှင်ရိုက်ဖို့တူကန့်လန့်လာတာဟုတ်ကဲ့မတရားပဲမတရားပဲကိုကြီးရုပ်ရှင်စကားတွေတကားပြီးတကားကိုကန့်လန့်လာတာနော်ကန့်လန့်ချင်းတကားကိုတစ်ချိန်ထဲမှာကိုကန့်လန့်လာဩဟုတ်ချိန်ထဲမှာဒီဟိုဒီစိတ်စကားပြီးတော့တယောက်ကိုမင်းသမီးအစ်စ်ပေါ့အဲ့ဒီပေါ့အဲ့အစ်စ်တယောက်ကိုကန့်လန့်လာတစ်ချိန်ထဲမှာငါးကုပ်ကိုပီချင်းငါးကုပ်တော့ကန့်လန့်တယ် အဲ့ဒီဘောဟုတ်ကဲ့အဲ့အဲ့ဒီမှာဘာတွေပါလဲဆိုတော့အတိကပေါ့လေအဲ့ဒီချိန်မှာအရန်နာမည်ကြီးတာမန္တလေးရုပ်ရှင်မန္တလေးရုပ်ရှင်ကြီးဆရာသူကတခါလေဆက်ထွက်တယ်ထွက်တဲ့အချိန်မှာဆိုရင်သူကပြတာသမရမှာဆိုရင်တခါလေစိုင်းဝိုင်းနဲ့ဆက်အိုးစိုင်းဝိုင်းနဲ့ဆက်ရဲဆိုတာဟိုကျွန်တော်သိကျင်တဲ့အပိုင်းလေးပေါ့နော်ဟိုဘယ်လိုဘယ်လိုမျိုးဆက်ရလဲဟိုရုပ်ရှင်ပြနေဥစ္စာဟိုဟုတ်ဟုတ် ဒါဆက်ပြီးတော့ဒီမလေးရုပ်ရှင်ဆိုပြီးတော့ဆက်ပြီးဒီ screen ပေါ်မှာဖွင့်လိုက်တာ ਨੇ ဒါကြတဲ့သူကတွင်းပြီးတာဒီမြမစိန်ဝိုင်းကြီးဟုတ်ကဲ့နေတဲ့ညစာတော့ဟုတ်မနေတခါအဲ့ဒီခင်မှာသူအရင်ဆုံးလို့ရှင်တကယ်ရွှေအောင်ခဲ့တကယ်တကယ်ရွှေအောင်ခဲ့ပါအော်ဟုတ်ကဲ့ဟုတ်တော့မြန်မာဟိုရဲ့ပေါ့အဲ့ဘရစ်ရှာဘာမဟုတ်ကဲ့ဘရစ်ဘာမဆိုတကယ်အဲ့တော့ချိတ်တန်းနေပဲကြီးလေဟုတ်ကဲ့ခင်ဗျာအဲ့ဒီအဲ့ဒီကုန်ပြီးရငားတယ်မန္တလေးရုပ်ရှင်ကြီးငားတယ် ဟုတ်ကဲ့ခင်ဗျာเนาะအဲ့လိုအဲ့လိုတီ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 စင်ရုပ်ရှင်စင်ရုပ်ရှင်ဆိုအရန်နာပဲကြီးတယ်ဟုတ်ကဲ့ဟုတ်เนาะအဲ့လိုလေငါကငားတဲ့အချိန်မှာဘာလုပ်မလဲဟုတ်ကဲ့ဖြစ်ရเนาะဘာလုပ်မလဲဆိုအတော့ဆက်ပြီးတော့ဒေါက်တာလုပ်မလားကြောင်လေးတက်ချင်တယ်ကြောင်လေးတက်ချင်တယ်တကယ်မှပြောဆိုအဲ့တော့အဲ့တော့နှစ်ခုစုံတပြိုင်တည်းလှုပ်ချင်တယ်ဒါပေမဲ့လို့လှုပ်ခွင့်မရခဲ့ဘူးအဲ့လိုတော့ဟောဆိုဟိုရင်ဆာဥမမောက်ခပြောလေသမီးရဲ့ဒီ သမီးကူလောက်တာရိုးရိုးပတ်ဆိုလို့ရှိရင်တော့ astline ဆိုလို့ရှိရင်တော့ဆက်ချက်ပြီးဖြေလို့ရတယ်ဒါအခု science ဖြစ်တယ်ဆရာဝန်တိုင်းလည်းဖြစ်တဲ့အတွက်ကြောင့်မို့ practically practically အများကြီးလောက်ရမယ်နော်လူတွေကိုအသက်ကို6နှစ်ဟုတ်ကဲ့ဟုတ်အဲ့တော့6နှစ်တက်ခဲ့6နှစ်တက်ပါဆရာဝန်ဖြစ်မှာဟုတ်ဟုတ်တယ်လေဒီလောက်ကြော်ကြားနေတဲ့မေဒီမီဒီယောကဒီပညာသင်ဖို့အတွက်ရောလူတွေကိုကယ်ဖို့အတွက်ကကြတော့ဒေါက်တာတယောက်အနေနဲ့ဒီဒီဘက်နောက် ခေအမှုပညာရှင်တော်တော်များများလဲဒီဆရာဝန်ဖြစ်ပြီဆိုလို့ရှိရင်တို့တွေအကုန်လုံးဆွတ်လောက်ရတာပဲလေဆွတ်ပါတယ်ဟုတ်အခေခေရနော်ဟုတ်ကဲ့အဲ့လိုကြဗျူအခုကတော့ဆွတ်တာသူဆရာဝန်ဖြစ်ပြီမှဆွတ်တာအန်တော့တက်ခွင့်ကိုမရဘူးဘာလို့ဖြစ်တော့တက်ခွင့်ကိုမရဘူးအဲ့သမီးတစ်ခုပဲကြီးတက်ခွင့်ပဲလက်ဟုတ်နောက်ဆုံးသူတို့ကိုနိုင်ကအကျံပေးတယ်သမီးရဲ့တဲ့နော် ကျွန်တော်အောင်မြင်နေပြစ်တက်ကကျွန်တော်ချစ်နေတဲ့အချိန်ပါလေနော်ဆရာတို့ခွင့်ပြုတယ်မင်းသမီး life ကိုလောကရွေးချယ်ခဲ့တာပေါ့နော်အန်ဒီဝါဟုတ်ကဲ့အန်ဒီဝါအဲ့တော့လေအမ်မင်းသမီးတယောက်ဒီလိုပေါ့နော်ပထမဆုံးကားရိုက်ပြီးတဲ့အချိန်ကလေးကကြော်ကြားခဲ့တာမှာတရုတ်ဆောင်နဲ့ပတ်သက်တဲ့အတတ်ပညာရောမင်းသမီးတယောက်နေလေပေါ့နော် အရှမ်းငေရွယ်တုပြူလှပပြီးတော့ဒီလှတရားကပိတ်ကားထက်မှာတော်တော်ကိုနာမည်ကြီးခဲ့တာလေအဓိကအဒီဝါရဲတဲ့အောင်မြင်တဲ့အချက်မှာတဲ့အဓိကကြတဲ့အချက်ကတိတ်လှတာတဲ့ဘယ်လိုခေါ်မလဲဖះဖန်ဆင်းပေးထားသလိုအာဆုလက်များစွာနဲ့ပြည့်စုံနေပါဘုရားညီမအမျိုးသမီးတယောက်ရဲ့လှပတဲ့ကြော်ရှင်းမှုတွေကိုလည်းအများကြီးတွေ့မြင်နေရတယ်ဆိုပြီးတော့ကျွန်တော်တို့ကကြားမှုနာဝရအများကြီးကြားခဲ့တာ နောက်တဲ့တစ်ချက်ကအန်တီဝါကဟိုတကယ်ရွှေပေါ်များတင်ပေါ့နော်အဲကျွန်တော်ကြားရတဲ့အပိုင်းကအန်တီဝါကျွန်တော်ကြားတဲ့ချက်ကလေးအားလုံးလေဒီအချက်တွေကိုကြားမယ်လို့ထင်ပါတယ်အခုခေတ်လူတွေတော့လည်းတော်တော်ကြားမယ်လို့ထင်ပါတယ်အဲ့ဒီချက်တွေကဘာလဲဆိုတော့တိတ်လှတဲ့အမျိုးသမီးတယောက်ပြီးတော့အယမ်းချမ်းသာတဲ့အမျိုးသမီးတယောက်အဲစိတ်နေအများကြီးပိုင်နေဆိုတော့တထေးမတယောက်ပေါ့နော်အဲနောက်တစ်ချက်ကကြတော့ဘယ်လိုခေါ်မလဲဆွေဆောင်ရအမှုပညာရှင်အားလုံးကဘယ်လိုပြောလဲဆိုတော့အန်ဒီဝါကို ငိုမီးသမီးအလွမ်းမီးသမီးလို့ပဲအကုန်လုံးကပြောခဲ့ကြတာလေအဲ့ဒီအချက်ကိုကျွန်တော်ကသိပြီးတော့ကျွန်တော်ငငယ်လေးကတည်းကကျွန်တော်အများဖြေရှင်းတယ်အဲ့ဒီအချက်ကြားပြီးဆိုလို့ရှိရင်အဲ့လောက်နဲ့မဟုတ်ဘူးငိုမီးသမီးအလွမ်းမီးသမီးမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ရုပ်ရှင်ဇာတ်ကားတော်တော်များများကိုခန်းစားကြည့်ရှုတဲ့လူငယ်တယောက်ဆိုတဲ့အခါကျတော့လက်လန်းပြီတဲ့လောက်ပေါ့နော်ကျွန်တော်ပြောငိုအလွမ်းတွေမကောက်ဘူးပကြီးဆိုလဲရတယ် driving art writer အဲပြီးရင်တချင်းလဲဆိုတတ်တယ်စံတရားလဲတီးတတ်တယ် instrumental တွေလဲအကုန်တတ်တယ်ပြီးတော့နောက်တစ်ခုကငိုအလွမ်းတင်မှာကောင်း ဟာတာကအဲကျွန်တော်ဆိုမမတ်ရရဆိုလို့ရှိရင်အားလုံးတိတ်တိလာတော့မသိဘူးဟိုဥချော်သူနဲ့ရိုက်တဲ့ကားလေအဲဘာလဲနောမမောင်တော့နောမမောင်တော့အဲ့ဒီကားဆိုလို့ရှိရင်လေထူးထူးခြားခြားလေးတိလာအဲကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်အဲ့လိုကားမျိုးကျွန်တော်ကြည့်ခဲ့တယ်ပြီးတော့နောက်တစ်ချက်ကအာရှိသေးရဲ့လေအာအကျံရဲ့အကျံပန်းဒီ action car ဆိုလို့ရှိရင်လည်းရလိုက်တာပဲ drama တွေကဖောက်ထွက်ပြီးတော့เนาะဒီလိုစိတ်လှရှားတယောက်တည်းလောကကြီးမှာတယောက်တည်း ဥကျော်ဟင်းနဲ့အတူပါလေမီထားပြေးနေတဲ့ပုံမှာမီထားပုံမှာနှစ်ယောက်သုံးတက်ပြီးတော့အဲ့ဒီမှာကြိုက်ကြိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် လောကကြီးမှာတယောက်တည်းဟုတ်ကဲ့ပါခင်ဗျအဲ့တော့လေအဖက်ဖက်ကဒီလိုမျိုးပေါ့နော်ဆွဲဆောင်ရအမှုပညာရှင်ပါဆိုတဲ့အရာကိုကျွန်တော်ကျွန်တော်တိတက်ဆအရွယ်ခဲ့တယ်ကျွန်တော်ပြန်ရှင်းပြရအောင်အဲ့တော့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုအခန်းကဏ္ဍတွေအားလုံးလည်းဒီနေ့မှာမှတ်တမ်းတင်သွားဖို့ရှိပါတယ်အခုဆက်လက်ပြီးတော့အဲကျွန်တော်အမေးချင်တာကတော့အနီဝါကိုလည်းအနီဝါအနီဝါကကတော့အလှတရားကိုပြန်ပြီးတော့ဆက်မယ်ပေါ့နော်အခုကြည့်ရတော့မှအနီဝါအသက်80ကျော်ပြီနော်အဲကျွန်တော်တည်ထားတာအနီဝါကအာ1942ခုနှစ် เนาะဒီဇင်ဘာလ30ရက်မှာမွေးတယ်ပေါ့เนาะဒီဇင်ဘာဘုန်းနေကအမှုပညာမှာအောင်မြင်ကြော်ကြားပြီဆိုလို့ရှင်သူကစိတ်သက်ခိုင်းมาပြီးတော့မလွဲမသွေပေါ့เนาะအရန်စ조사ရတယ်ဆိုရဲအရာကိုကျွန်တော်တို့ဟိုမှတ်သားရတယ်ပေါ့เนาะအဲ့တော့အန်တီဝါကဒီဇင်ဘာ30မှာမွေးတယ်အမှုပညာရှင်တယောက်နေနဲ့အခုနှစ်အသက်80ကျော်ပေါ့83 83မွေးတာ1940เนาะဒီဇင်ဘာ30ဆိုတဲ့အခါကျတော့အဲ့ဒီပေါ့အဲ့ချိန်ကဂျပန်ခင်ပေါ့ဘူးလား ဂျပန်ခေတ်လို့ပြောမှာလားဂျပန်ခေတ်ဂျပန်ခေတ်ဂျပန်ခေတ်နော်ဘုံဘုံချင်းထဲမှာမွေးရတာဘုံချင်းထဲမှာအန်ဒီဝါကိုမွေးတာမွေးတာနော်အာကျွန်တော်အဲ့ဒီဒီဂျာဘူးနာဝါစကားကမှန်လားမမှန်လားတော့ကျွန်တော်မသိဘူးနော်အန်ဒီဝါကိုလည်းအဲ့ဒီဘုံချင်းထဲမှာအာမွေးတဲ့အချိန်မှာတဲ့အဘလို့ခေါ်မလဲဒီအဖုံးကိုလှမ်းလိုက်တဲ့ခါကျတော့မှနေရောင်ထိုးနေချိန်မှာအန်ဒီဝါရဲ့လာလာလာရောင်လာလာရပစ်မွေးတာဟုတ်ကဲ့ဩဟုတ်ညအန်ဒီဝါကဟိုချမ်းနေမှာဗောဒီဇင်ဘာ30ဆိုတော့ တကယ်ချမ်းတဲ့အချိန်ကြီးပေါ့ဒီဆက်မှာ30မအမေကချမ်းတယ်ညညပဲဆိုတာအဲ့ဒီလာရီကတာနေတဲ့အချိန်နဲ့သူကပွေးတဲ့အချိန်မှာလေအဲ့ဒီမွေးပြီးတော့ဒီအေးချင်းအဖုံကြီးကိုဖွင့်တဲ့အချိန်မှာအန်တို့ကမျက်နှာလေးကိုလာလာရောက်လေးကကြားတယ်အဲကြားတဲ့အချိန်တော့အန်တို့ကအသားလည်းမဖြူဘူးမဲလည်းမမဲဘူးဆိုမြအဝါရောင်လေးဖြစ်နေအသားလေးအန်တို့ကအဖေကဝါဝါဝင်းဆိုပြီးတော့ဟောနမဲကဝါဝါဝင်းဝါဝါဝင်း ဩရွှေရကြတော့ရွှေဥထုံးရွှေဥထုံးရွှေအဲ့ရရွှေယူလိုက်တာရွှေယူလိုက်တာဩရွှေယူလိုက်တာဝါအဆိုဝါဝါဝင်းရွှေဆိုတဲ့နာမည်ကအတီဝါရဲ့တကယ်မူရမူလုံးဝမိသမီးဖြစ်မှာပေးထားတဲ့နာမည်မဟုတ်မဟုတ်မဟုတ်ဩတကယ်ကိုမွေးတဲ့အချိန်မှာစကြတယ်ယနေ့အထိဒီနေ့အချိန်ဒီနေ့အချိန်